ကယ်လို့များကျွန်တော်တို့နေထိုင်ရာကဘာကြီးရဲ့အလဲဘဟုအတွင်းပိုင်းမှာနီးပညာလွန်လူအဖွဲ့စည်းတစ်ခုဟာလေဟဝါစာတရှိနေပြီကဘာကြီးအောက်မှာကျွန်တော်တို့ထင်ထားသလိုဒုရယ်အပြည့် solid form မဟုတ်ပဲဟင်းလင်းပြင် hollow earth layer ကြီးတစ်ခုရှိပြီးအဲ့ဒီအလွာကြီးထဲမှာကဘာပေါ်ကမျိုးသုံးပျောက်ွယ်သွားတဲ့တရဝါကြီးတွေဘာသာရေးကျမ်းဂန်တွေမှာဖော်ပြထားတဲ့ငကားလို mathematical creature ကြီးတွေ ဘေဒီဆန်နဲ့တဘာဝလွန်စွမ်းအားတွေရှိတဲ့ရှမ်ဘဲလာတို့ယနေ့ခေတ်လူအဖွဲ့အစည်းတက်အစာပေါင်းများစွာဖွံ့ဖြိုးတိုးတက်တဲ့အာဂါသာစီးတီလိုမျိုးလူအဖွဲ့အစည်းတက်ဟာကျွန်တော်တို့ရက်တည်နေတဲ့ကဘာမြေတူးအောက်ရဲ့ဟုံးမိုင်းပေါင်းယာကြီးအနက်အတွင်ပိုင်းမှာကဘာမြေပေါ်ကလူသားတွေနဲ့အဆက်အသွယ်ဖြတ်ပြီးလိုဝတ်တိတ်ဆိတ်စွာတရှိနေပြီးဓာရီကိုလူသားတွေကိုပေးမသိစေချင်တဲ့လိုဝတ်ချက်အဖြစ်တစ်ခုတရှိနေတာဆိုရင်တော့ အားလုံးပဲမင်္ဂလာပါ Portal of Curiosity ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့တကယ်ပဲကျွန်တော်တို့ကမ္ဘာအတွင်းပိုင်းဟာဟင်းလင်းပြင်အလွာကြီးတစ်ခု ရှိနေသလားဆိုတဲ့ကမ္ဘာနှစ်ထပ် theory hollow earth theory ရဲ့ယနေ့ခေတ်ကျွန်တော်တို့လက်ခံထားတဲ့ modern science ကပြောတဲ့ structural earth ဆိုတဲ့ကမ္ဘာမြေကြီးအောက်မှာဘာတွေရှိသလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် Asian myth and legend တွေမှာကမ္ဘာအတွင်းပိုင်းအလွာနဲ့ပတ်သက်ပြီးတော့ ဟိန္ဒူဘာသာရေးမဟာဘာရတကျမ်းတွေထဲမှာမဟာပါတလဆိုတဲ့အလွန်ဆွအားကြီးတဲ့မြောက်ကဘာသားတွေရှိကြောင်းကို အတီလင်းဖော်ပြထားခဲ့သလိုရှေးခေတ်ဂရိဒန္နာယီတွေထဲမှာလည်းမြောက်ကဘာကိုဟေဒီဆိုတဲ့အဖြတ်ဆွအားကြီးသူကအုပ်စိုးနေကြောင်းကိုဖော်ပြခဲ့ကြပါတယ်။ထို့အတူအခြားသောဘာသာရေးအသီးသီးမှာလည်းမြောက်ကဘာကိုအလွန်ပူပြင်းပြီးသဘာဝလွန်အရာတွေနဲ့ပြည့်နှက်နေတဲ့ငရဲပုံအဖြစ်လဲဖော်ပြကြတာဟာထူးဆန်းစွာတိုက်ဆိုင်နေပြန်ပါတယ်။ သိပ္ပံပညာရဲ့ရှုထောင့်ကနေပထမဦးဆုံးကဘာနထက် theory ကိုစတင်ခဲ့သူကတော့စက္ခွန်ရာစုအစောပိုင်းမှာဘူမိဗေဒနဲ့နက္ခတ္တဗေဒပညာရှင် Elmer Halley ဆိုသူကကဘာကြီးဟာအလွာအထက်ထက်နဲ့ဖြစ်ပြီးတဘာဝစံအလွန်တက်ရှိတွေဟာထိုးအလွာအသီးသီးမှနေထိုင်ကြပြီးကဘာအလယ်မှာတော့နေခဲ့သူစွန့်အင်ပေးနိုင်တဲ့စွန့်အင်ကြီးတစ်ခုကကဘာအတွင်ပိုင်းတက်ရှိတွေရှင်သန်ရေးအတွက်အထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ် ကဘာရဲ့တောင်ထဲမြောက်ဝင်ရိုးစွန်းတွေမှာကဘာအတွင်ပိုင်းအလဲပေါ်ထိသွားနိုင်တဲ့ဝင်ပေါက်တွင်းနယ်ကြီးတွေရှိတယ်လို့ယူဆပြီးအုတ်တရအလင်းတန်းလို့ခေါ်တဲ့နောက်တန်းလိုက်တွေဟာကဘာအတွင်ပိုင်းတွေကလျှံထွက်လာတဲ့အလင်းတချို့လို့အခိုင်အမာကို ပြောဆိုခဲ့တာပါ သူ့ရဲ့ theory ကအဲ့ဒီကာလကလူတွေအများကြီးမှာအတော်ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်အထူးသဖြင့်ညူတန်တို့လိုသိပ္ပံပညာရှင်အတိုင်းဝိုင်းကပါသူ့ theory ကိုလက်ခံသူတွေရှိခဲ့ပါတယ် ဒီလိုနဲ့18ရာစုကို ရောက်လာတဲ့အခါမှာကဘာအတွင်းထဲမှာနောက်ထပ်နေအဖွဲ့အစည်းတစ်ခုရှိပြီးကဘာအတွင်းပိုင်းမှာလည်းတက်ရှိတွေနေထိုင်နိုင်ကြရတဲ့ဆိုတော့ဟယ်လီရဲ့ယူဆချက်ဟာဖြစ်နိုင်ကြောင်းကိုသင်္ချာပညာရှင်လီယိုနက်ဝိုင်လာကထပ်မံပြီးအတည်ပြုခဲ့ပါတယ်ဒီလိုနဲ့ကဘာနထက်သီအိုရီက18ရာစုနှစ်အတွင်းငင်းကုန်ဝေဖန်မှုတွေနဲ့ပြည့်နှက်နေတဲ့ခေါင်းစဉ်အဖြစ်ရှိနေရင်းကနေ19ရာစုကိုရောက်တဲ့အခါမှာ American ရေတပ်ဗိုလ်ချုပ် John Cleese က သူစွန်စားသွားလာခဲ့တဲ့အန်တာတိကာထိုက်ကရေခဲပြင်ကြီးတွေအောက်မှာအေယာမလှိုင်ကောင်းကျွန်းတွေရှိနေပြီးထိုကျွန်းတွေထဲကနေပြီးတော့အမျိုးမျိုးမသိတဲ့အရင်းမြန်တွေထွက်လာတာကိုမြင်ခဲ့ရသလိုခန္ဓာကိုယ်မှာအမွှေးများရှေလျားစွာပေါက်နေပြီးဥကောက်မှာဂျိုးပါတဲ့အေယာမမွေကြီးတွေဟာတင်မောတစည်းကိုမိနစ်ပိုင်းနဲ့တင်ရေအောက်ကိုမြုပ်ပြနိုင်ကြောင်းသူ့ရဲ့မှတ်တမ်းတွေမှာဖော်ပြထားခဲ့ပါတယ် ဒါအပြင်ဂျုံကကဘာအတွင်ပိုင်းနဲ့ဝင်ပေါက်ဟာတောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းတို့မှာရှိတဲ့လှိုင်ကောင်းကြီးတွေကနေတဆင့်ဆက်ဆက်နေတယ်လို့ပြောခဲ့ပြန်ပါသေးတယ်။ဒီလိုလူတိုင်းကစိတ်ဝင်စားနေတယ်။ကဘာနရက် theory ကိုထပ်မံပွဲစုစေခဲ့တာကတော့စာရေးဆရာဂျူဘန်က Journey to the Center of S ဆိုတဲ့သိပ္ပံစိတ်ကူးရင်ဝိတ္ထုကို1864မှာ ပုံနှိပ်ထုတ်ဝေတဲ့အခါလူတွေကြားမှာဝက်ဝက်ကွဲကိုအောင်မြင်ခဲ့ပါတယ်။ဂျူဘန်ကလည်းသူ့စာအုပ်အမှားစာမှာ ချပလင်ဂျွန်ရဲ့မှတ်တမ်းတွေဘူမိဗေဒပညာရှင်နဲ့နက္ခတ္တဗေဒပညာရှင်တွေနဲ့အချင်းချင်းဆွေးနွေးပြီးမှဝိထုကိုရေးခဲ့တာလို့ဆိုပါတယ်။ဒီလိုနဲ့20ရာစု ရောက်လာခဲ့တဲ့အခါမှာဒုတိယကမ္ဘာစစ်အတွင်းမှာအဒေါ့ဟစ်တလာကလက်ရွေးစင်ဂျာမန်တပ်တချို့ကို အနာတိကတိုက်ကိုဆေးလွတ်ပြီးမြောက်ကမ္ဘာကိုရှာဖွေပြီးမြောက်ကမ္ဘာသားတွေနဲ့ဆက်သွယ်ကအဆင့်မြင့်သိပ္ပံနည်းပညာတွေကိုလေ့လာဖို့ဆေးလွတ်ခဲ့တယ်လို့ conspiracy တချို့လည်းထွက်လာပါသေးတယ်။ တချို့ conspiracy တွေဆိုလို့ရှိရင်အဲ့ဒီဂျာမန်တပ်တွေဟာမြောက်ကဘာကိုရောက်ခဲ့ပြီးပြန်မလာတော့ကြတာလို့တောင်ဆိုပါတယ်။တချို့ကလည်းရှေးအောင်ရှမ်ဘဲလာမြို့ပေါ်မြို့တော်အထီတောင်ဂျာမန်တပ်တွေဟာရောက်ခဲ့တယ်လို့ဆိုကြပါသေးတယ်။ဒါပေမဲ့ဂျာမန်တွေဆစ်ရှုံးသွားတဲ့အခါအဲ့ဒီဝင်ပေါက်တွေကိုလျှို့ဝှက်ပြန်ပိတ်ထားခဲ့တယ်လို့ပြောကြကြပါသေးတယ်။ဒီလိုနဲ့ရာစုနှစ်ပေါင်းများစွာကြာအောင်လူတွေချာမှာစိတ်ဝင်စားခြင်းကိုခံခဲ့ရတယ်။ကဘာကြီးကဘာမြေကြီးရဲ့အောက်မှာဟင်းလင်းပြင်ဆိုတဲ့ theory ဟာ 21ရာစုအစက modern science ဖြစ်တဲ့ယနေ့သိပ္ပံနဲ့ဤပညာခင်မာတော့ကမ္ဘာမြေတုရဲ့အောက်ခြေမှာအမှန်တကယ်ဘာတွေတည်ရှိနေသလဲဆိုတာကိုတိကျစွာဖော်ထုတ်နိုင်ခဲ့ပါပြီတကယ်တော့ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးကပြီးခဲ့တဲ့ရာစုနှစ်ပါးစွာကပညာရှင်တွေခမန်းတယ်လို့မျိုးဟင်းလင်းပြင်ရှိနေတာမဟုတ်ပဲနဲ့ဒုရယ်9ကီလိုမီတာရှိတဲ့အပြင်ဆုံးမြေလွှာ crack မှာ silicon နဲ့ aluminum အများစုဖွဲ့စည်းထားပြီးတော့ crack ရဲ့အောက်မှာတော့အပူချိန်၃တုံး 900ဒီဂရီစင်တီဂရိတ်ရှိပြီးအိုင်ယွန်နဲ့မဂနီဆီယမ်တို့လိုသတ္တုတွေပါဝင်တဲ့ကြောက်ရွံ့ဘူးတွေပြည့်နေတဲ့အလွှာတစ်ထပ်ရှိတာပါ။အမန်တဲအလွှာကိုလွန်တဲ့အခါမှာကမ္ဘာအလယ်ဗဟိုချက်လို့ပြောရမယ်။အပူချိန်9200ဒီဂရီစင်တီဂရိတ်ရှိတဲ့အိုင်ယွန်နဲ့နီကယ်သတ္တုရေတွေပြည့်နေတဲ့အိုတိုင်း၉စီကို ရောက်တာပါကမ္ဘာအတွင်းပိုင်းရဲ့ဖွဲ့စည်းပုံတွေကိုတိတိကျကျသိနိုင်ဖို့ geophysics နဲ့ဘူမိဗေဒပညာရှင်တွေဟာငလျင်လှုပ်လို့ဖြစ်ပေါ်လာတဲ့ seismic wave တွေကတစ်ဆင့်စတဲ့သိရှိခဲ့ကြပါတယ်ရှေးရခင်ရာသုနှစ်တွေကတောင်ဝင်းရိုးစွန်းနဲ့မြောက်ဝင်းရိုးစွန်းတွေမှာအေယာမောက်ဂူပေါကြီးတွေမရှိကြောင်းကိုလည်း Joru satellite တွေကပေးပို့တဲ့ဓာတ်ပုံတွေကနေတစ်ဆင့်အတည်ပြုနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းပညာရှင်များကတော့ယခုတွေ့ရှိချက်တွေဟာလိုအပ်ချက်တွေရှိနေသေးဖြစ်ပြီး ကဘာမြေတူအောက်မှာတက်ရှိတွေနေထိုင်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုရှိနေကြောင်းယူဆချက်ဖြင့်စင်ဆက်မပြတ်လေ့လာမှုတွေကိုလုပ်နေဆဲဖြစ်ပြီးယနေ့ခေတ် modern science ရဲ့တွေ့ရှိမှုတွေဟာအာတစ်ချိန်မှာလွဲမှားကြောင်းသက်သေပြနိုင်မယ်ရှာဖွေမှုတွေ့ရှိမှုများပေါ်လာလေမလားလို့မေးခွန်းထုတ်ရင်းနဲ့ပဲကဘာနဲ့ထက် theory အကြောင်းကိုဒီမှာပဲရက်ခွင့်ပြုပါခင်ဗျာ